ကဲအခုတော့အမ TEP ကိုပဲတေချာပြောမယ်နော်အမအရန်စိတ်ပူနေတယ် TEP နဲ့ပတ်သက်ပြီးတော့ the training employment pass ပေါ့နော်အဲ agent တွေကဟိုဘက်ကနေခေါ်လာဆိုပေါ့နော်ဟို3လဟာ6လ training 6လအလုပ်လုပ်ကမယ် training နဲ့အလုပ်လုပ်ကမယ်ဆိုပြီးတော့ခေါ်လာကြတယ်ပေါ့နော်အဲ့ဒါကသူကဘယ်လိုခေါ်လာလဲဆိုတော့ TEP က ကုမ္ပဏီမှမဟုတ်ဘူးအမမနေ့ကရှင်းပြသလိုပဲအမတို့ကုမ္ပဏီကတခြားနိုင်ငံမှာလည်းကုမ္ပဏီမှာလည်းလူရှိရပါတော့မအားတော့ကုမ္ပဏီကွဲမှာဒီလူကိုဒီဘက်မှာအမတို့ training တက်စေခြင်းဒီဘက်ကိုခေါ်တဲ့အတွက်သွားသင်တန်းဆိုကွာတစ်လနှစ်လသုံးလကြာမယ်ဒီမှာ stay ရအဲ့လောက်မရဘူးအလုံးစုံတစ်လရမယ်ဒါပေမဲ့အမတို့ရဲ့သင်တန်းကဟောဖြစ်မယ်နှစ်လဆိုရင် ူ့ကိုဒီလိုမျိုး visit pass ကိုတိုးပေးတာထက်ဆိုင်ရင်ဒီ pass လေးထုတ်ပေးလိုက်ရင်လွယ်တယ်ဆိုပြီး M1 အတွက်တာအဲဒီကတော့ဘယ်လိုပြောမလဲဆိုတော့အဲဈင်းတိုင်နေကွယ်မြန်မာလိုလိုလည်းပြောအဲဈင်းတိုင်နေဒါပေမဲ့ဒီဟိုအရှိပေါ့နော်ဘလောက်နေရမလဲဆိုတဲ့ဟာကိုပြောထားတဲ့ဟာပဲဆိုတော့ဧည့်သည် pass ပဲပေါ့နော်ဧည့်သည်ကိုနေတိုင်းနေတဲ့ဟာပဲဒါအလုပ်လုပ်ခွင့်မဟုတ်ဘူးအဲ့မှာအမားတို့အမားတို့ရဲ့တခြားကုမ္ပဏီက အလုတ်သမားဖြစ်တဲ့အတွက်မတော်သူ့အလုတ်ထဲမှာလည်းအလုတ်ခွင်ထဲမှာလည်းမတော်ခိုင်းလို့ရတယ်။သင်းထဲလည်းတက်ခိုင်းတယ်။အဲ့ဒါအောင် training employment pass လို့ခေါ်တာ။မမနေ့ကပြောခဲ့လို့ပဲအရင်ကဒါကိုဘာမှမပေးဘူး။တခြားယူရိုပတ်တို့ဟိုတခြားနိုင်ငံကြီးတွေကိုပေးတယ်ပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာမှမရဘူး။အမအခုတည်တာ covid ပြီးမှဒါတွေကအကုန်ဖွင့်ချလိုက်တယ်။ဖွင့်ချလိုက်တဲ့ဟာကိုအဲ့ဒါကို miss you လုပ်ကြရဆိုတာအလွဲသုံးစားလုပ်ကြတယ်။အခုအမမြန်မာရအဲ့ဒါကိုအကဲအမက agent ဆိုပါဆို။ အမဟိုမြန်မာပြည်ကကလေးတယောက်ကိုခေါ်မယ်ဆိုရင်အဲနင်းကငါ pass ရောက်ပေးလို့ရတယ်ကိုတာမလို့ဘူးဆိုတာဒီမှာပေါ့နော်ဟိုလွယ်လွယ်လေးနဲ့ဒါရတဲ့ pass အလုပ်လဲရလွယ်တယ်လို့ပြောပြီးတော့အခုကုမ္ပဏီတွေနဲ့ agent တွေနဲ့လှုပ်ရှားကြတယ်ဒါကိုအမဟိုတခြား pass ဆိုရင် work permit တို့ expert တို့ဆိုရင်ကုမ္ပဏီကမှရှောက်ပေးလို့ရ agent ရှောက်ပေးလို့မရဘူးသူတို့ကျတော့ agent တွေပဲရှောက်တယ်ဒီလူကိုတင်တန်းတက်ဖို့အတွက်ပါဆိုပြီးတော့သူကပေါင်းရိုက်လိုက်တယ်အဲ့မှာဒီ pass လေးကြာလာ ဒါပေမဲ့အိတ် pass ကခုနကမှပြောလို့ပဲအဲစင်းတိုင်တယ်လို့ပဲပေါ့နော်အလွယ်ပြောရင်အဲတဲ့ pass ဖြစ်တဲ့အတွက်ပြဿနာဖြစ် M1 မရှင်းဘူးဟိုတနေ့ကဟိုကလေးတယောက်ဆိုရင် TP pass နဲ့ M1 မှာသွားတိုင်နေတဲ့အချိန်မှာ M1 ပြောတယ် training employment pass ဖြစ်တဲ့အတွက်ဒါကအလုတ်သမားမဟုတ်ဘူးလို့သတ်မှတ်တဲ့အတွက်သူတို့ကဘာပြဿနာမှမရှင်းဘူးအဲ့ဒါဆိုတော့ကိုဖြစ်ကိုခံရမယ်တဘောနော်ကိုပြစ်ကိုခံရမယ်တဘောအဲ့အတွက်မလို့ agent ကလည်းအမ agent နဲ့ အဲ့ကလေးကိုစားပြောတဲ့အချိန်မှာအမကောဘာပြောလဲခြိုက်တဲ့နေရာတိုင်းရဲတိုင်းတိုင်းနေသူတို့ကမကြောက်ဘူးတဲ့အမအဲ့လိုပြောတယ်ဒါပေမဲ့အမသူတို့တကယ်တိုင်မယ်ဆိုတိုင်လို့ရတဲ့ဝေးတွေရှိတယ်နော်ဒါဆိုဒါအလွဲသုံးစားမှုနဲ့အမတိုင်လို့ရတယ်ဒါပေမဲ့ထားလိုက်ထားလိုက်ဒါတွေဒီမှာမပြောဘူးဟောနော်အမမှာအမလှုပ်လို့ရတယ်အမလှုပ်ပိုင်권နေလှုပ်နိုင်နေအသိဉာဏ်နေအမမှာရှိတယ်ဒါပေမဲ့ဒီဟာကိုအကဲအမနဲ့လည်းမချိတ်ဆက်မိဘူးပေါ့နော်အမလည်းလူသားမကူနိုင်တော့လွတ်သွားတာရှိမယ်အဲ့လိုကြရင် သူတို့ရဲ့ချိန်ချမှုတွေကအများကြီးပြောသူတို့ကဘယ်လိုလဲဆိုလက်တလုံးကြောင့်လောက်တာဟုတ်တယ် M1 ရှင်းလို့မရအောင်ဆိုတော့သူတို့ပြီးပြီလေသူတို့ကြိုက်တယ်လို့မင်းနဲ့နေမကျင်းနေပြန်သုံးလပြင်းနေပြန်အောင်ပြန်ရမယ်လို့ဆိုတော့သူတို့ကတတ်မှတ်ထားတယ်အဲ့လိုလောက်တယ်ကဲဟိုတချို့ကြပြောမယ်6လရရတယ်နေရတာ3လပြောတာ6လရရတယ်လို့ပြောတော့ဘယ်လိုလျှောက်လဲဆိုတော့ကဲဒီ3လကိုသူကအမကုမ္ပဏီကလျှောက်ပေးလိုက်တယ်အေဂျင့်ကလျှောက်ပေးလိုက်တယ်3လနောက်ထပ်3လကိုကြတော့အဲ့အမနဲ့တူတူပေါင်းလုံးနဲ့ကုမ္ပဏီကထပ်လျှောက်ပေးလိုက်တယ်ဆိုတော့သူကကုမ္ပဏီနှစ်ခုကလျှောက်ပေးရဖြစ်တဲ့အတွက်6လဖြစ်သွားတာ အဲ့ဒါတကယ်တရားမဝင်ဘူးအမှန်ဆိုသူတို့ကပြောတော့ဟိုဒီမှာ M1 ပြောထားတာကုမ္ပဏီတစ်ခုက3လပဲရတယ်နောက်ထပ်တက်တန်းတိုးလို့မရဘူးပြောဆိုဒီ3လပြီးရင်သူကနောက်ကုမ္ပဏီကနေရှောက်ပစ်လိုက်တော့နောက်ကုမ္ပဏီကလည်းဒီလိုသင်တန်းတက်နေပါတယ်ဆိုတော့နောက်ထပ်3လဖြစ်သွားတော့6လရပါ6လပြီးရင်သူအဲ့လိုပဲနောက်ထပ်ကုမ္ပဏီကိုသူထပ်ရှောင်ရှောက်ပေးလိမ့်မယ်အဲ့လိုဆိုရင်တစ်နှစ်ဖြစ်အောင်သူရှောက်ပေးလိမ့်မယ်ဒါမဲ့ဘာမှသူ့မှာ insurance မရှိဘူးဘာမှမရှိတဲ့အတွက်ဒီမှာ ဟိုထိခိုက်ဒဏ်ရာရတာတွေအရေးပေါ်ဖြစ်တာတွေအက်ဆီဒန့်ဖြစ်တာတွေမှာအကုန်လုံးကွာကူရှင်းရမယ်။အရင်စိတ်ကြည့်ရနော်ဒီမှာအာရှင်းရမယ်ပြီးတော့ပြဿနာဖြစ်တဲ့ကိုယ့်ကိုအနိုင်ကျင့်တာလည်း M1 ကနေရှင်းလို့မရဘူး။အမားတို့မြန်မာတွေကအဓိကပေါ့နော်ဟိုအမှုဆိုရင်လေကြောက်တယ်ဒါတော့အမလည်းဟုတ်ပါတယ်အမလည်းကြုံခဲ့ဘူးပါဆိုတော့ကြောက်တယ်အမှုကိုကြောက်တယ် ကိုမှန်နေတော့အာပြီးွားမှာပဲပြီးတော့တမလားဟိုဒါတော့အမတို့ရဲ့ culture နဲ့အမတို့ရဲ့ delay ထုံးစံပေါ့နော်မိဘတွေရဲ့စဉ်စဉ်တုံတင်လာမှုပါလေဟောဖြစ်မနေနဲ့တော့အမှုခင်းမရင်ဆိုင်နဲ့နဲ့ဆိုတော့အဲ့ဒါတွေကိုတို့ကသိတယ်မြန်မာရဲ့အားနဲ့ချက်ကိုသိတယ်ပြဿနာဖြစ်မရှင်းတော့ဘူးဆိုတာကိုသိတယ်အဲ့အတွက်ဆိုတော့လုတ်တယ်ပြီးတော့ဂျားမှာမြန်မာကိုယ့်ရဲ့မြန်မာအချင်းချင်းဟာပူဆိုးတယ်အမတွေ့တဲ့အခုဖြစ်တဲ့ agent တွေမှာ အဲသုံးဘွဲ့ရှိပြီပေါ့နော်အမနဲ့ပြဿနာဖြစ်တဲ့အချိန်အမကအခုနောက်ဆုံးအေးချမ်းဆိုအမကချင်းချောက်တာချင်းချောက်တာပါလောက်တာပေါ့နော်ချင်းချောက်မယ်ချင်းချောက်လေဒီမှာချင်းချောက်လို့ရလားလို့ချင်းချောက်လို့ရရင်ဘာတွေဖြစ်မလဲဆိုတဲ့ဟာနောက်ဆက်တော့တို့တာဝန်ယူရှင်းရမှာအေးတို့အေးကောင်းဆိုရင်အမကချင်းချောက်တာအမကအမအမျိုးသားကချင်းချောက်တာပေါ့နော်အဲ့လိုမျိုးလောက်တယ်မင်းတို့ကထားလိုက်ပါ မကိုမကြောက်လို့တောင်ဒီတည်းဒီအထိရှောက်လာထဲရပဲလေဒါကတော့ကိုကတော့အမှန်တရားအတွက်ကုညီတယ်ဆိုတော့သူတို့အတွက်တော့ကိုကတော်တော်မုန်းစရာဖြစ်နေလို့ဖြစ်မှာပေါ့လေအဲ့လိုဆိုအားလုံးကနားထောင်တဲ့လူတွေကကုညီပေးရမှာဒီအညာကိုမြင်များသိအောင်လုပ်ရမယ်အမားတို့တွေကကြောက်နေဖို့မလိုဘူးပြီးတော့လေးလာရမယ်ချက်ချင်းအရင်အယုံမလွယ်ပါနဲ့ဟိုကအဓိကကွာခစ်ပြက်မှာစီးဝါရှာလို့ရမ်းလွယ်အမစီးဝါရှာခြင်းအမရှာလို့ရတယ်အမမရှာခြင်းအမ ဘယ်လိုလဲဆိုတော့အမနိုင်ငံမှာငတ်နေပြီးတော့ဆင်းရဲလို့ရှိရပတ်စံအမတပြားမလို့ခြင်းဘူးအမကူညီအမကြွားပြောတာမဟုတ်အမကူညီပေးခဲ့တဲ့လူတွေအကုန်လုံးတို့အမအမရဲ့မုတ်ကြွေးပါပြမစားခြင်းဘူးအမမစားခြင်းဘူးအမဖြစ်နိုင်အမကူညီပေးမယ်မစားခြင်းဘူးဘာလို့လဲဆိုတော့အဆင်ပြေသွားရင်ပြီးတော့ဒီပတ်စံအဆုံးမဆုံးလို့အဆင်ပြေသွားရင်တို့မိသားစုလည်းစိတ်ချမ်းသာဒီပတ်စံအမကအများကြီးအဲ့ဒါအမမမြင်ခြင်းဘူးအမလှုပ်ပေးနိုင်တဲ့ဟာကိုအမလှုပ်ပေးတယ်ဒါတော့ပဲ ရတယ်အမတို့လည်းမမတွေ့မတွေ့လို့လည်းဘာပြောမကျေးဇူးတင်မှာအဲ့လိုမပြောလေးရတယ်ဒါပေမဲ့အမကိုတကယ်ကျေးဇူးတင်နေဆိုရင်တော့နောက်လွယ်လွယ်မယုံဖို့ပဲတေတေချာချာဆုံးဖြတ်နောက်ပြီးတော့သူတို့ sign ထိုးခိုင်းနိုင်မထိုးနဲ့ထိုးမယ်ဆိုရင်ကိုကကိုထိုးခိုင်းနဲ့ထားလိုက်တဲ့ဟာတွေအကုန်လုံး make to ဖြစ်ဖြစ် copy ဖြစ်ဖြစ်ဓာတ်ပုံရိုက်တာဖြစ်ဒါရိုက်ခွင့်မပေးဘူးဆိုရင် မထိုးဘူးလို့ပြောလာဒီနိုင်ငံမှာဘယ်ဟာပဲဖြစ်ဘယ်တခြားလူမျိုးအမတို့အလုပ်သမားတွေဟိုတောင်မှအလုပ်သမားရဲ့ contract စာချုပ်ချုပ်တယ်ဆိုရင် India ဆို India အမအိန္ဒိယလို့ translate ပြန်ပေးထားရတယ် Google Translate နဲ့အတက်နိုင်ဆုံးပြန်တယ်ပေါ့နော်အဲ့ဒါနည်းနည်းလွဲချော်မှုလို့ရှိမယ်အေးတို့နားလေပါတယ်အင်္ဂလိပ်လို note sign ထိုးပြီးတော့မှတကယ်ပြဿနာဖြစ်ငါနားမလဲဘူးတို့ငါ့ကို sign ထိုးခိုင်းလို့လို့ပြောလို့ရတယ်အဲ့တည်းဆိုတော့ဘာမှလုပ်လို့မရပြီးတော့ M1 ဆိုတာပေါ့နော်အလုတ်သမားရေးဝင်ကြီးဌာနပေါ့နော်မြန်မာလို့ဆိုခေါ်ရင်အလုတ်သမားဝင်ကြီးဌာနကတကယ်တော့အလုတ်သမားတွေကိုအများကြီးကာကွယ်ပေးထားတယ် ိုတို့နိုင်ငံသားကိုလည်းကာကွယ်ပေးတာလည်းရှိရပါတော့เนาะအများကြီးကာကွယ်ပေးထားတယ်ဒါပေမဲ့အမားတို့မြန်မာတွေကဖြစ်ပြီးဆိုရင်မြန်မာချင်းချင်းမကူဘူးတခြားနိုင်ငံသားတွေဆိုရင်အိန္ဒိယတို့ဘင်္ဂလားဒေ့ရှ်တို့ဆိုရင် accident ဖြစ်တယ်ထိခိုက်ဒဏ်ရာ ဖြစ်တယ်ဆိုဆေးရုံသွားလိုက်ဆေးရုံမှာအဲ့တို့လူလူမျိုး ထိခိုက်ဒဏ်ဖြစ်ဆိုရင်ရှေ့နေရမှာရှောက်နေရှောက်နေပြီးတော့နေဒါကဘယ်လိုဖြစ်တာလဲမတရားခံရတာလားလာမေးတယ် ကူတယ်ကူပြီးတော့ဟိုပေါ့နော်အင်ဟိုတဲ့အမကန်ရော်ချင်းဝင်ရရင်တော့တို့ကိုလည်းပေးရတယ်ပေါ့နော်အဲ့လိုမျိုးနဲ့တော့မြန်မာတွေကြတော့ကူကိုမကူလားကူကိုမကူလားအဲ့လိုမျိုးဆိုတော့ကူဟာနဲ့ကူဒါမဲ့မကြောက်နဲ့ဖြစ်ရင် MON ကိုသွားလို့ရတယ်ဒီ EB pass က MON ကိုသွားလို့မရအောင်အဲ့ဒါကြောင့်မို့အမအရန်ကြောက်သွားတာအမအရန်စိတ်ပူသွားတာမြန်မာပြည်ကလို့ဒါကဟိုလက်တလုံးချလွတ်နေတဲ့ဟိုလေဟာနဲ့ MON ရဲ့လေဟာနဲ့တခုမှမြန်မာတွေကလှုပ်ရှားသွားတာ မြန်မာနဲ့ဒီကစင်ကာပူနဲ့အဲဝါပဲပေါ့နော်ဒီကအေဂျင့်နေနဲ့ပေါင်းလောက်စားသွားကြတာပေါ့နော်ဒါဟာသူတို့ပြောရင်တော့ကလိန်တာမဟုတ်ဘူးဥပဒေပေါင်းလေးရပဲလှုပ်သွားတာအဲ့မဲ့လွတ်သွားတဲ့နေရာလေးကိုသူတို့ရေတုံးတုံးချသွားပေါ့အဲ့ဂျာမှာကိုကကိုရဲ့ပတ်စံမပါသွားဘူးတဲ့တေးတေးချာချာညံနဲ့ဆုံးဖြတ်ပါစဉ်းစားပါနော်အမအထက်ထက်ပြောရင်တော့ဒီ TEP pass ကအရန်အန်ဒီရဲ့ကြီးတယ် ဘာလို့ဆိုတော့ကိုဘာမှလုံးလို့မရတဲ့ဟာဖြစ်နေတဲ့အတွက်ဘတော်မှ TEP pass နဲ့လာဖို့အတွက်မဆုံးဖြတ်ပါနဲ့အမအကြိမ်ကြိမ်သတိပေးရနော်အမကုလို့မရတဲ့အရာနော်အမကုလို့ရတဲ့ဘောင်ထက်ကျော်သွားပြီနော် M1 ကလည်းမကုဘူးနော်ဒါဖြစ်ရင် TEP ကမဖြစ်ဆိုတော့အရန်လွယ်တယ်လိန်ခမ်းမို့လွယ်တယ်ပတ်စံစုံမှုအရန်လွယ်တယ်နော်အမလူတိုင်းအောင်လိန်တယ်လို့မပြောဘူးနော်အေးချက်နိုင်လိန်တာမဟုတ်ဘူးဒါပေမဲ့လိန်နိုင်ခြေရှိတဲ့အရာအများကြီးရှိတယ် ဲ့အတွက်ကိုဟာကိုဆုံးဖြတ်ပါเนาะကိုဟာကိုသာအာကိုရာနောက်ထပ်ပြောမယ်အလုံလာရှာရင် agent တဲ့ Jo Street တို့ LinkedIn တို့မှာအလုံရှာရှောက်ပါ cleaner တန်ရှင်းရအစာရှိပါတယ်ရှောက်ပါကိုရဲ့ကန်နေအလုံလျှောက်တယ်ဆိုတာတစောင်းတစောင်းနဲ့မရဘူးเนาะအမတို့အလုံလာရှောက်တော့ဆိုရင်မနေ့ဆိုရင် စော်ကြီးထားရတယ်6နိုင်ထားထားပြီး website ကနေကြည့်ပြီး email ပို့ရတယ် company တွေဖွင့်ရင်9နိုင်ဆို9နိုင်ဆိုလူတိုင်းက email စစ်တဲ့အတွက်ဆိုအဲ့အချိန်အမီကိုအမတို့ email ပွားတယ်အဆောင်100လောက်ပို့ရတယ် နော်သူများအမကုန်းနဲ့ကိုအားကိုကိုနော်ထပ်ပြောတယ်နော်အမထပ်ပြောတယ်နော်အမစုသေးတယ်မဟုတ်ဘူးနော်ထပ်ပြောတယ်နော်အမစိတ်ပူလို့နော်